စစ်ကောင်စီတပ်တွေသိမ်းယူထားတဲ့နေရာချို့ကို TNL တပ်တွေပြန်သိမ်းထားတယ်။ကံကြီးကိုလည်းပြန်ရပြီလို့စီးရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။စစ်ကောင်စီတပ်တွေဟာလက်တလောထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့ကံကြီးဘက်ကနေမြို့တွင်းဝင်ရောက်နိုင်ဖို့လက်နက်ကြီးစခန်းတွေကိုကျူတင်အခြေစိုက်ထားတာဖြစ်ပြီးတောင်ခမ်းဘက်ကနေလည်းတံပြန်ထိုးစစ်ဆင်လာကမြို့တွင်းမိုင်းထိဝင်ရောက်နေရယူဖို့စ조사နေတယ်လို့ဒေသခံတွေစီကသိရပါဗျာ။ နောင်ချိုမြို့ကန်အများစုမှာလက်ရှိမှာစစ်ဘေးရှောင်နေရပြီးယာယီမိုးကတဲရင်နဲ့ဖြစ်တယ်လို့နေထိုင်နေကြတာကတချို့ဒေသခံတွေကတော့အစင်သင်းစစ်ရှောင်နိုင်ဖို့ကားပေါ်တွေမှာပစ္စည်းတွေတင်ပြီးပြင်ဆင်ထားရတယ်လို့သိရပါတယ်စစ်ကောင်စီက TNL နဲ့တိုက်ပွဲတွေမှာအစိမ့်ငွေဘုံတွေအလွန်ကျွံတုံးလာပြီး TNL တပ်ဖွဲ့ဝင်တွေမူဝေအော်အံမှုတွေရှိတယ်လို့သိရပါတယ် ီးခဲ့တဲ့ရက်ပိုင်းဇွန်လ9ရက်နေ့ကတောင်ခမ်းဘက်ကနေတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ TNL ပူးပေါင်းတပ်တွေကန်ကြီးရွာမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်တွေပြန်လည်နောက်ဆုတ်သွားရတယ်လို့သိရပါတယ်။လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့တွေကမြေပြင်ထိုးစစ်ပြင်လေကြောင်းပစ်ကူနဲ့ drone ဘုံအစိမ့်ငွေဘုံတွေအပြင်းထန်သုံးဆွဲတိုက်ခိုက်နေပြီးနောင်ချိုတိန်ပင်လယ်နဲ့ရွှေမုံထောဘက်မှာအင်အားစုဖွဲ့နေတယ်လို့သိရပါတယ်ရှင်။